ပြန်ဖက်အမေရိကန်ဖိုက်တာကို star fight ပြင် ground game နဲ့ပါပွဲသိမ်းပြနိုင်တယ်လို့ဆိုလိုက်တဲ့ Joshua Van UFC 317ပြိုင်ပွဲကြီးမှာပါဝင်ထိုးသမဲမြန်မာကိုစားပြုချင်းတိုင်းသားဖိုက်တာလေး Joshua Ben ရဲ့ပွဲကိုတော့6လပိုင်း29ရဲမြန်မာချင်းတင်းငွေနေမနက်ပိုင်းမှာကြီးစုကြရတော့မှာလေးဖြစ်ပါတယ်။ ဘရာဒီဖိုင်တာကိုအနိုင်ယူပြီး21ရက်ကြာမှလူစားဝင် ထိုးသက်မဲ့ဂျော့ရှွာဘန်နီနဲ့ဒီဝဲစဉ်ကသူ့ဘဝအတွက်ဘဝတစ်စချိုးပြောင်းလဲသွားနိုင်တဲ့အခိုက်အတန့်မျိုးထိယူဆောင်လာနေတာသိကြနေပါပြီ UFC 317ရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ UFC ဥက္ကဋ္ဌဒေနာဝိုက်ကိုရိုင်းကဂျော့ရှွာဘန်နဲ့ဘရန်နန်ရိုဘေတို့ရဲ့ပွဲစဉ်မှာအနိုင်ရရှိတဲ့သူကို Flyweight တန် MMA ချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ပေးမယ်လို့အတည်ပြုထားပါပြီ ဂျိုရှွာဘန်ကိုယ်တိုင်ကလည်းချန်ပီယံစင်ကိုပွဲထိုးဖို့စင်နစ်မှာပဲလို့ပြောကြားခဲ့ပြီး ပြန်ဖက်အမေရိကန်ဖိုက်တာဘရန်ဒန်ရိုဘယ်နဲ့ပွဲထိုးသက်ဖို့မဆောင်နိုင်တော့အောင်ပါပဲဆိုပြီးပြောဆိုလာခဲ့တာပါ။ဒါ့အပြင်ပြန်ဖက်ဖိုက်တာကိုစတပ်ပိုက်မှာလည်းအကောင်းဆုံးရှင်ထိုးသွားမှာဖြစ်တယ်လို့ပြန်ဖက်က ground game ကစားဖို့ကြိုးစားလာမယ်ဆိုရင်လည်းသူ့အနေနဲ့အကောင်းဆုံးချုပ်ကွက်နဲ့မြေပြင်မှာပဲပွဲသိမ်းပြမယ်လို့ပြောကြားထားခဲ့တာပါ။ UFC ရဲ့နာမည်ကြီးဖိုက်တာတွေနဲ့အခြားသော MMA မီဒီယာတွေကတော့ Joshua Ben ကပဲအနိုင်ရမယ်လို့ခန့်မှန်းပေးတာတွေ့ရပါတယ်။ UFC Flyweight Ranking အဆင့်သတ်မှတ်ချက်မှာတော့အမေရိကန်နိုင်ငံသား Brandon Roybe ကအဆင့်၁နေရာမှာရှိနေပြီးကျွန်တော်တို့ရဲ့ချင်းညီငယ်လေး Joshua Ben ကအဆင့်၁၂နေရာမှာရပ်တည်နေတာပါ အသက်32နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ American Fighter ကိုအသက်23နှစ်အရွယ်ပဲရှိသေးတဲ့ချင်းညီငယ်လေး Joshua Ben ကဘလို့မျိုးစွမ်းဆောင်ရည်မျိုးတွေနဲ့ကဘာကျော် UFC Promotion ကြီးမှာအသုံးတော်ခံချပြသွားမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပြီပဲဖြစ်ပါတယ် ။နောက်ပြီး UFC International Fight Week ပွဲစဉ်ကြီးတွေကိုတစ်ကမ္ဘာလုံးက MMA ပေးသက်တွေကစောင့်ကြည့်နေမှာဖြစ်တယ်လို့ Let's Pick လို့နေရာမျိုးမှာကျင်းပတဲ့ပွဲဖြစ်လို့ Joshua Penn ရဲ့ပုံရိပ်တွေကတရရိပ်ထိုးတက်လာဖို့ရှိနေပြီလဲဖြစ်ပါတယ်။ ဒါအပြင်မြန်မာလန်ခြုံပြည်ဂုံယူဝင်ကြွားစွာနဲ့သူ့နောက်မှာသူ့ကိုအားပေးနေတဲ့မြန်မာနိုင်ငံကတန်းနဲ့ချီတဲ့ပြည်သက်တွေရှိတယ်လို့အမြဲကြွလုံးထုတ်တတ်တဲ့ Fighter 2လည်းဖြစ်ပါတယ်။ဒါကြောင့်မဲ့ Champion စင်ကိုကွင်းရလာမဲ့ပွဲကြီးမှာ Joshua Benney နဲ့ American Fighter Brandon Roberts ကိုအကောင်းဆုံးဆုံးသက်ပြနိုင်မှုပဲလိုအပ်တော့ပါကြောင်းသုံးသက်ပြောကြရင်ကျွန်တော်ရဲ့ Season 2ကိုဒီနေရာမှာပဲရန်နာလိုက်ပြသေးဗျာ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ။